အားလုံးပဲမင်္ဂလာပါအပေါ်ဆရာရင်မင်းတဲ့ကားတပည့်ဆရာမထားအောင်မဝေခေါ်တိုင်းမှာဖြစ်ပါတယ်မိမိတို့ရဲ့မြန်မာမွေးနေ့တက်ကလေးကိုခုနှစ်ပြည့်ဆောင်အောင်ဖြစ်ပါတယ်တစ်ကျွန်းနဲ့ခုနှစ်သားမိအားလုံးအတွက်မိသည့်နေ့သားမိမျိုးဆိုမိမိတို့အတွက်အိမ်တော်ရေးတွေလူမှုရေးတွေစီးပွားရေးတွေမှာတတိထားမယ့်အရာကိုပြောပြပေးမှာဖြစ်ပါတယ်အတကျွဲနဲ့ခုနှစ်သားမိကိုယ့်ရဲ့အိမ်တော်ဘက်ကတိုင်းကုန်နေဖြစ်နေမယ်ဆိုရင်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ပူပန်အပ်တတ်ပါတယ်စိတ်ညစ်အပ်တတ်ပါတယ်အိမ်တော်ရင်းမှာမိမိတို့အပေါ်မျက်ရည်နဲ့မျက်ခွက်ဖြစ်အောင်ပြုလုပ်တတ်ပါတယ် တော့ကိုယူမဲ့ကိုယူထားရင်လိုအပ်တဲ့နာသားမီဆိုရင်တော့အိမ်အောင်ရေးမှာရှုပ်တတ်ပါတယ်မိမိတို့ကိုအရွက်တိုက်တဲ့ကြည်ကြတဲ့သူဖြစ်တတ်ပါတယ်အမြဲတမ်းပဲကိုကဖြူသူကအမေဖြစ်တတ်ပါတယ်ရှေ့ရလည်းမတော်နောက်ကလည်းမလိုက်ဘူးအမြဲတမ်းပဲကပ်ဖက်ဘေးတက်လိုက်တတ်ပါတယ်ကိုယူမဲ့လူကအိမ်ကသားမီဆိုရင်တော့အိမ်အောင်ရေးမှာအနစ်နာခံတဲ့သူဖြစ်ပါတယ်ကိုပေါ်အလူလိုက်တတ်တဲ့အိမ်အောင်ဘက်ဖြစ်ပါတယ်ယောက်ျားလေးမှာဆိုရင်တော့အိမ်အောင်ရေးကံကောင်းပါတယ်မိန်းကလေးမှာဆိုရင်တော့အိမ်အောင်ရေးမှာ90 90ကောင်းပါတယ် တော့ကိုယူတဲ့သူကဗုဒ္ဓဦးသားမိဆိုတော့ကို့ပေါ်ကိုအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အကျိုးမပြုတ်တဲ့အိမ်တော်ဘက်ဖြစ်ပါတယ်။အဲအိမ်တော်ဘက်အတွက်မိန်းကလေးမှာဆိုတော့အိမ်တော်ရင်းကန်ကောင်းပြီးတော့ယောက်ျားလေးမှာဆိုရင်တော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့50 50ပဲကန်ရှိတဲ့သူတွေဖြစ်ပါတယ်။အဲတော့ကိုယူတဲ့သူကဇာတာရီသားမိတစ်ကျွန်းနဲ့ခွန်နယ်သားမိတွေဇာတာရီသားမိကိုယူမယ်ဆိုရင်တော့အိမ်တော်ရင်းမှာကို့ပေါ်ကိုလမ်းညွန်နိုင်တဲ့သူဦးဆောင် ဥရပြုတ်တဲ့သူကိုရရှိပတ်ပါရရှိတတ်ပါတယ်ကိုယ့်ဘဝကိုဆက်ရလှုပ်တတ်တဲ့သူဖြစ်တတ်ပါတယ်ပေါင်းလိုက်မပေါင်းလိုက်ဖြစ်တတ်ပါတယ်အိမ်မောတက်လာလိုက်ဆင်းသွားလိုက်မကြခဏခွဲပြီးတော့နေရတတ်တဲ့အိမ်တော်ဘက်ဖြစ်တတ်ပါတယ်ကိုယူမဲ့လူကတောက်ကြသားမီးဆိုရင်တော့စကားပြောကောင်းတဲ့သူဖြစ်ပါတယ်တီတီတတာပြောဆိုတဲ့သူဖြစ်ပါတယ်ပြောဆိုတာကိုလည်းကြိုက်တတ်တဲ့သူဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ဦးစီးဦးဆောင် ဆောင်ရွက်တဲ့သူဖြစ်ပါတယ်။ယောက်ျားလေးတွေမှာဆိုတော့အိမ်တော်ကြီးကန်90ဖြစ်ပြီးတော့မှမိန်းကလေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးကန်ကောင်းတဲ့နေသားသမီးဖြစ်ပါတယ်။ကိုယူမဲ့နေသားသမီးကစနေသားသမီးဆိုရင်မိမိတို့ထက်စီးပွားရေးမှာရောပညာရေးမှာရောရုပ်ရည်ပိုင်းမှာရောတားတဲ့လူဖြစ်တတ်ပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဦးစီးဦးဆောင်ပြုတတ်တဲ့သူဖြစ်ပါတယ်။အော်တစ်ကျွန်းနဲ့ခွန်တဲ့သားသမီးတွေကတနင်္ဂနွေဗုဒ္ဓဘူးတနင်္လာသားသမီးတွေဟာမိမိတို့ရဲ့ ကောင်းစေတဲ့အိမ်တော်ဘက်တွေဖြစ်တဲ့စနေအင်္ဂါတောက်ကြကြတာဘရီတောင်းမိတွေကိုယူထားမယ်ဆိုရင်မိမိတို့ကိုအမှန်တကယ်ချက်မြက်နိုးတဲ့သူအလိုလိုက်တတ်တဲ့သူအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အေးအေးဆေးဆေးတိတိငိမ့်ငိမ့်တတရရစီဘောတက်မဲ့နေသားမျိုးဖြစ်ပါတယ်အဲ့တော့စနေအင်္ဂါတောက်ကြကြတာရီသားသမီးတွေဟာတနင်္ဂနွေဗုဒ္ဓဘုံတနင်္လာသားသမီးတွေကိုယူမယ်ဆိုရင်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်တယ်ပူပူဆူဆူနဲ့အိမ်တော်ကြီးတကြက်တကြက်တကြက်ကြက်ဖြစ်စေတဲ့အိမ်တော်ကြီးကိုပိုင်ဆိုင်ရတတ်ပါတယ် တော့ခုနှစ်သားမီးတွေစနေသားမီးဆိုရင်ဥပမာကိုကကြာတာရေးသားမီးဆိုရင်တော့ဓမ္မတော်ကအင်းဝရာစာဆိုတဲ့အတိုင်းပဲအိမ်နောက်ရံဖြစ်ပါတယ်ဒါပေမဲ့လို့တော့တကြက်ကြက်နဲ့စီးပွားရေးအိမ်ပူလေးစီးပွားတက်လေးဆိုတဲ့ဥစ္စာကိုရရှိစေမှာဖြစ်ပါတယ်အဲ့တော့တချင်းနဲ့ခုနှစ်သားမီးတွေဟာမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ပြီးတော့အမြဲတမ်းဒုက္ခခံရတတ်တယ်သူတို့ရဲ့ဒုက္ခပေးခြင်းတွေ ခံရတဲ့အော်ကျမ်းမကြီးနဲ့ပတ်သက်ပြီးတော့လေယောဂာနဲ့ပတ်သက်ပြီးတော့လေအောင်တာတွေအထူးပြုစားရမယ်ရေနဲ့ပတ်သက်ပြီးတော့မစွန်စားဘူးရေရေနဲ့တက်ပါတယ်ဟုတ်ပုံတုံနဲ့နဲ့ပတ်သက်ပြီးတော့မိမိတို့သွားတာလာတာစားတာတောက်တာနေတာထိုင်တာအထူးတတိထားပါမယ်အတကျွန်းနဲ့ခွန်နေသားမိအလုံးလုံးတဲ့နေရာမှာသူများထပ်ပို့ပြီးတော့ပြန်မှန်းတတ်ပါတယ်။အော်မိမိတို့ကုမ္ပဏီဝန်ထမ်းဖြစ်စေအကြီးအကဲဖြစ်စေအလုံးလုံးတဲ့နေရာမှာ သူများတဲ့ပို့ပြီးတော့မှအလုပ်ပို့ပြီးတော့လုပ်ရတတ်တယ်။ဟိုတစ်ကျွန်းနဲ့ခုနှစ်ရသားမိတွေငွေနံနဲ့ပတ်ခဖြစ်နေတဲ့အတွက်အမြဲတမ်းပဲငွေချင်းခက်ခဲတယ်၊ကြုံတွေ့ရတတ်တယ်၊အမြဲတမ်းပဲငွေလိုတာမျိုးတွေဖြစ်တတ်ပါတယ်။အဲတစ်ကျွန်းနဲ့ခုနှစ်ရသားမိတွေလုပ်ငန်းရှင်ဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့အောက်လက်ငယ်သားဦးစားပေးရင်ပေးရင်လည်းကိုကိုယ်တိုင်အလုပ်သမားဖြစ်သွားတတ်ပါတယ်။အလုံသမားနဲ့ပတ်သက်ပြီးတော့အကျိုးမပေးမပေးတာဖြစ်ပါတယ်အလုံသမားအစ်အမြဲတမ်းရှာဖွေ နေရတတ်ပါတယ်။အဲ့တော့တချွန်းနဲ့9သားမိအမြဲတမ်းမိပါနဲ့မိသားစုနဲ့ခွဲပြီးတော့နေရတတ်ပါတယ်။တချွန်းနဲ့9သားမိနေလာနှစ်ပါးဆိုင်ဆိုတဲ့အတိုင်းပဲမိမိတို့မိပါရင်လည်းခွဲပြီးနေရတာဖြစ်တဲ့အတွက်မိပါနဲ့အတူတူမနေရတာဖြစ်တဲ့အတွက်အမြဲမိပါနဲ့ရှိစဉ်တော့မှမိမိတို့ရဲ့သားမိဝတ္တရားတွေခြေပေါ်နိုင်မယ်ဆိုရင်ပို့ပြီးတော့မှကံနေအထောက်ပံ့နေဖြစ်စီမှာဖြစ်ပါတယ်။အော်တေကျွန်းနဲ့ခုနှစ်သားမိတွေ ကံကောင်းမှုတွေမိမိတို့အတွက်ဘဝတသက်တာအကျိုးပေးစေတဲ့တပ်ပကြီးတစ်ခုဖြစ်တဲ့တကြောင်မဂိဆိုင်ပြီဆိုတဲ့တပ်ပကြီးကိုမိမိတို့ရဲ့အိမ်အိမ်ကြီးရမှာချိတ်ဆွဲထားမယ်ဆိုရင်မိမိတို့ရဲ့အဆိုးတွေအခိုက်တွေအညံ့တွေကနေပြီးတော့ပြေပျောက်စေမှာဖြစ်ပါတယ်။အော်တကြောင်မဂိဆိုင်ပြီဆိုတဲ့တပ်ပကြီးကိုလည်းကျွန်မမနဲ့ဖြန်မှာပြသပေးမှာဖြစ်ပါတယ်။အဲ့တော့တကျွန်းတဲ့ခုနှစ်ရဲ့သားမီးတွေတတိထားမယ့်အရာလေးတွေကိုရှောင်ခြင်းခြင်းအဖြစ်မိမိတို့ဘဝမှာ တိုးတက်အောင်မြင်မှုတွေကိုဆောင်ရွက်နိုင်တဲ့သူတွေဖြစ်ကြပါစေ။